န်းစုရည်ဒီဆိုနဲ့လက်ထပ်တော့မယ်ဆိုတော့လွမ်းပိုင်ရဲ့အိနောက်ရေးချင်းတွေကိုထုတ်ပြောလာတဲ့သူ့ရဲ့ကိုဖြစ်သူကျော်စုကျော်စုနဲ့လွမ်းပိုင်တို့ကတော့ညီကိုရင်တွေပဲဖြစ်ကြပါဗျ။နေရာစလုံးကတော့ပုံစံလည်းမတူသလိုရင်းရင်းနှီးနှီးလည်းမရှိတာကြောင့်လူတွေကတော့သိပြီးတော့သတိမထားခဲ့ကြပါဘူး။ဒါပေမဲ့လည်းအိမ်မှာဆိုရင်တော့ နောက်ရောက်အတူတိုင်ပင်ပြောဆိုတာတွေလည်းရှိပါတယ်။လက်ရှိချိန်မှာတော့ကျော်စုကတော့အိမ်နောက်ကျသွားတာဖြစ်ပြီးကလေးတယောက်တောင်ရှိလို့နေပြီးပဲဖြစ်ပါတယ်။ကိုပိုင်ဘွားကိုတီထောင်ထားတာဖြစ်တာကြောင့်မြေဖြစ်သူလောမိုင်ကိုလည်းအိမ်နောက်ရေးစဉ်းစားမယ်ဆိုရင်စဉ်းစားဖို့အတွက် ခွင့်ပြုထားတယ်လို့သိရပါတယ်။ကျော်စုသာခွင့်ပြုတာမဟုတ်ဘဲသူတို့ရဲ့မိဘတွေကအစာသဘောတူကအချိန်မရွေးလက်ထပ်ခွင့်ပြုထားခဲ့တာပါ။လောမိုင်ကတော့ငငယ်တွေကသူ့ဘဝသူကိုယ်တိုင်သာရွေးချယ်တာဖြစ်တာကြောင့်ဒါမျိုးမရှိပါဘူး။ ်အကိုဖြစ်သူကျော်စုအိမ်အောင်ပြုတ်တဲ့အခါမှာလဲလွမ်းပိုင်ကတော့မပြောခဲ့သလိုသူအိမ်အောင်ပြုတ်မဲ့စီစဉ်နေပတ်သက်ပြီးတော့လဲခွင့်တော်တာမျိုးမရှိဘူးလို့သိရပါတယ်လွမ်းပိုင်ကတော့သူ့စိတ်တိုင်းကြရွေးချယ်တတာ ဖြစ်ပြီးအိမ်အောင်ပြုတ်ရမှာလဲစိတ်တိုင်းကြလုံးမှာဖြစ်တယ်လို့ကျော်စုကပြောပြလာခဲ့တာပါကျော်စုကလည်းညီဖြစ်သူလွန်ပိုင်နဲ့ရွေးချယ်မှုတွေကမကန်လိုက်မယ်လို့သာယုံကြည်ထားခဲ့တာလည်းဖြစ်ပါတယ်။လွန်ပိုင်ကဂီတလမ်းကြောင်းပေါ်ရှောင်းလန်းလာတဲ့ချိန်မှလည်းဘသူ့အကူကိုမှမယူခဲ့ပါဘူး။ သူ့လန်သူပေါက်ပြီးအောင်မြောင်လို့ပြုတ်လုခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လေအိမ်အောင်ပြုတ်တဲ့ခါမှလည်းသူ့လန်သူပေါက်ကစီစင်မှသာအိမ်ကိုအတိပေးလာတာဖြစ်ကြောင်းကျော်စုကပြောပြသွားခဲ့ပါတယ်။လွန်ပိုင်ကတော့လက်ရှိမှာသူရှိနေပြီလို့ထုတ်ပြောထားခဲ့ပြီးဘသူနဲ့တွဲနေတယ်ဆိုတာကတော့ပြစ်စာဖွင့်မပြောသေးဘူးလို့သိရပါတယ်။ဒီတစ်ခါမှလည်းနားလည်မှုတွေလွယ်နေတာတွေကိုဖြည့်ရှင်းတဲ့အပြီးမှာနှစ်ယောက်သားပြန်လဲပေါင်းထုတ်တော့မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဘလောက်ပဲပြဿနာတွေတက်နေပါစေခက်ခဲနောက်ဆက်တွေရင်ဆိုင်နေရပါစေသူတို့ရဲ့73နှစ်ဆက်ဆံရေးပျက်စီးအောင်မလုံးနိုင်ဘူးဆိုပြီးတော့လွန်ပိုင်နေပေါ်ပီဆာဆာကသက်သေပြလိုက်ပြန်ပါတယ် သူတို့နှစ်ယောက်ကတော့မအောင်မြင်ခင်ချိန်တွေကနေအတူတကွလက်တွဲပြီးတော့အခက်ခဲရိမာစွာကိုရင်ဆိုင်ကြော်ဖြတ်ရင်းနဲ့အနုပညာလောကကိုရှောင်လန်းခဲ့သူတွေလည်းဖြစ်ကြပါဗျ။မောင်မြင်ခင်မှာတုံတွေးရတဲ့ခက်ခဲတွေကနှစ်ယောက်သားကိုဝေးခွာသွားအောင်မလုပ်နိုင်ခဲ့သလိုပြီးပြီးတော့လည်းစီလုံးညညိုးစွာနဲ့အနုပညာလောကမှာအောင်မြင်တဲ့အစိုးရဆုံးတွဲဖြစ်ရည်တည်နိုင်ခဲ့ကြပါဗျ။ဒါပေမဲ့လည်းအရန်ကိုအောင်မြင်ပြီးတော့မကြခင်မှာလက်ထပ်တော့မယ်လို့စိတ်ကူးရင်နေတဲ့အခါမှာ ။ကျောင်းဝင်လူနောက်ဆက်မှုတွေကြောင့်နှစ်ယောက်သားကပြဿနာတက်ပြီးတော့လမ်းခွဲခဲ့ကြရပါတယ်။သူတို့နှစ်ယောက်လမ်းခွဲခဲ့တဲ့ပုံမှန်လေကာယကံရှင်တွေကတော့မပြောတတ်ကြပေမဲ့ဘေးကကြည့်နေတဲ့ပရိသတ်တွေကတော့အင်မတန်ကိုဝမ်းနေပြီးခံစားခဲ့ရပါတယ်။ဒီလိုမျိုးသူတို့နှစ်ယောက်လမ်းခွဲသွားလို့ဈာကနေနောက်ဆက်နေတဲ့သူကတော့ဘသူများဖြစ်မလဲဆိုပြီးအလုံးကတော့သိချင်နေကြတာပါနောက်ဆုံးမှာတော့ပေါ်ဘီဆာရဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိ အမြင်ရတဲ့တချင်းတစ်တခုကိုထုတ်ဝေခဲ့တဲ့နောက်ပိုင်းမှာတော့လောမိုင်ကိုရိုင်းကဒီကိစ္စကို တရားဝင်နဲ့ဖွင့်ချပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ဇာလူဝင်ပြီးတော့စနက်ကျော်ဆက်ခင်းသွားတဲ့သူကတော့ဖြူစင်ရိုသားပြီးပန်းနုသွေးနေတဲ့မင်းသမီးနော်ဖိုရတာဖြစ်ကြောင်းကိုရိုင်းကဖော်ထုတ်ခံခဲ့ရပါတယ်။နယောက်သားအနန်းတွေဖလှယ်နေတဲ့ပုံရိပ်တွေလည်းထွက်ပေါ်ခဲ့ပြီးတော့ဘလို့မှညင်မရတော့ပဲ follow like ကတောင်းမှန်စာလေးတွေတင်ခဲ့ရပါတယ်။ လောင်ပိုင်ကတော့ဒီလိုမျိုးဖော်ထုတ်ခံခဲ့ရတယ်ဆိုတာဘသူကမှထိခိုက်စေလိုတဲ့စိတ်မရှိပဲတချင်ကအရန်ချစ်ကြတဲ့ချစ်သူပော်ပီဆာဆာပေါ်မှာမြစ်တာကျွေးတင်နေတာကိုပြန်ဆက်ခြင်းနဲ့အတွက်ကြောင့်လို့ပြောဆိုခဲ့ပါတယ်ဒီလိုမျိုးသူကိုယ်တိုင်ကဆက်နက်ခဲ့တာ ခိုးစားထားခဲ့တာတွေကိုဝန်ခံပြီးနောက်ပိုင်းမှာတော့ချစ်ရသူလေးပေါ်ပြီးဆက်စားနဲ့ပြန်လည်ဆန်ပြေပြီးတော့ပြည်လည်မှုတွေရယူသွားပြီလို့သိရပါတယ်။အရင်ကလမ်းခွဲဖြစ်စေခဲ့တဲ့ချိန်တွေက တချင်းဆိုပြောပြခဲ့တာလဲလုံးဝကိုမရှိတော့ဘဲဝေးကွာလို့နေခဲ့တာလည်းဖြစ်ပါတယ်။တချင်းကအရန်ကိုလိုက်ဖက်စား ခြေမောင်းများစွာကိုဖန်တီးသိဆိုကြတဲ့နေရောက်ကအခုလိုမျိုးသစိမ်းဆက်ပြီးတော့ဝေးခွာသွားတဲ့အပေါ်မှာပရိသတ်တွေကတော့လွန်ဆွနေကြပါတယ်။ဂျားကနေနောက်ရှက်နေတဲ့နော်ဖိုးရဲ့ထားရဲ့မကောင်းမှုတွေကိုဖော်ထုတ်ခဲ့တဲ့ပြီးမှနေရောက်တူပြန်လဲပေါင်းထုတ်ပြီး တခြင်းတွေကိုပြန်လည်တည်ဆိုသွားမယ့်အကြောင်းအရာကိုဝန်တာအားရစွာပြောပြလာခဲ့ပါတယ်။ဖော်ပြဆဆာကလည်းဂျားလူရဲ့မကောင်းမှုတွေကိုဖော်ထုတ်ခြင်းယုံတာဖြစ်ပြီးလွန်မန့်ရဲ့အပြစ်တခြင်းတစ်ခါအမှားဖြစ်တာမလို့ခွင့်လွှတ်ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပုံရတယ်လို့သိရပါတယ်။ဒါကြောင့်မလို့နှစ်ယောက်သားဂျားတဲ့ကနေဖြစ်ပေါ်ခဲ့တဲ့ပြဿနာတွေကိုနားလည်မှုရှုတ်ထွေးစေခဲ့တာတွေကိုဖြေရှင်းပြီးနောက်ပိုင်းမှာတော့ပြည်လည်မှုတွေနဲ့ရယူခဲ့ပြီလို့သိရပါတယ်။အရင်လိုမျိုးဆက်ဆံရေးတွေကောင်းမွန်စွာနေထိုင်နေတဲ့အတွက်မကြခင်မှာကျမတို့မဲ့ ။တချင်းစုဖြောပွဲကြီးမှာလည်းနှစ်ယောက်သားအတူတူစုံတဲ့တချင်းတွေကိုပြန်လည်တီဆိုမယ်လို့သိရပါဗျ။ဒီလိုမျိုးပြည်လည်မှုတွေရသွားပြီးပြန်လည်ပေါင်းဖက်တော်မယ်ဆိုတဲ့လောမိုက်နဲ့ပေါ်ပြီးဆဆာရဲစုံတွေလေးကိုပြည်သက်ကြီးတို့အမြင်နဲ့သဘောတူကြရဲ့လား comment မှာရေးပေးကြပါဦးနော်။